တံမိုးထားရတဲ့ချိန်မှလည်းမလို့စစ်ဆက်ကြောင်းလမ်းဘွဲမှာရင်အခုလိုမျိုးပန်းပိုးသီးသန့်3000ကျော်အသုံးပြုခဲ့တဲ့ဟင်းဝင်ရမိသားစုချိန်မကိုတမိကြောင့်လို့တံမိုးထားကြောင်းအပြုတ်မှုတစ်ခုချင်းစီကနေအဆအကျူဆိုင်ပြသွားတာကတော့ထိတ်တန့်မင်းသားဟင်းဝင်ရရဲ့မိဘတွေဖြစ်ပါတယ်ရှင်ဟင်းဝင်ရရဲ့မိဘတွေကသူတို့ရဲ့သားလေးကိုအရင်ချစ်တာကြောင့်တော်ရုံမင်းကလေးနဲ့သဘောမတူလို့ဝေဖန်မှုရှိခဲ့ပေမဲ့မင်းသမီးစုပြည့်တစင်းရဲ့အပေါ်မှာတော့စစ်ဆန်ပုံတွေကလိစရာလောက်ပါတယ်ဒီကနေ့အောက်တိုဘာလ17ရက်နေ့မှာဆိုရင်ထိတ်တန့်မင်းသားကျော်ဟင်းဝင်ရနဲ့ အကယ်ဒမီမင်းသမီးစိုးပြည့်သူစင်တို့ရဲ့ဆစ်ဆက်မင်္ဂလာပွဲအခမ်းအနားလေးကအဆွေမျိုးမိသင်္ခါစုံလင်စွာနဲ့ကျင်းပပြုလုပ်ခဲ့ပါပြီ။ဆစ်ဆက်တောင်းရံပွဲလေးဖြစ်တာကြောင့်ဒီပွဲလေးအတွက်အဆက်ဆက်အရရာစီစဉ်ပေးခဲ့တာကဟင်းဝင်ရရဲ့မိဘတွေပါ။တို့သားဘက်ကတောင်းဝင်ယူစီစဉ်ပေးခဲ့တဲ့ဆစ်ဆက်တောင်းရံပွဲမှာဆိုရင်တခြားအပြင်စင်တွေမပြောနဲ့ပွဲမှာထည့်သွင်းထားတဲ့အလှစင်ပန်မိုးနဲ့တင်သိန်းပေါင်း9000လောက်အကုန်ကြက်ခံထားတာကိုတွေ့ရပါတယ်။ပန်တူတွေကိုအသုံးပြုရင်သိပ်ပြီးတော့အမြင်မလာသလိုရနက်မွှေးဆိုင်နာမျိုးလည်းမရှိတာကြောင့်တဘာဝအကြိမ်ပွန့်လန်းလာတဲ့ပန်စစ်တွေကိုပဲဒီပွဲလေးမှာအသုံးပြုသွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးပန် ်စစ်တီအများကြီးကိုရရှိနိုင်မှုအတွက်ကိုလည်းလွန်ခဲ့တဲ့လတွေကတည်းကနာမည်ကျော်ပန်းချန်တွေကနေတဆင့်မှာယူခဲ့ရပါတယ်။တချို့ပန်းတွေဆိုရင်မြန်မာနိုင်ငံမှာမရနိုင်တာကြောင့်နိုင်ငံခြားကတဆင့်မှာယူထားခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးစစ်မှန်တဲ့မွေးရနဲ့လမ်းဆက်မှုတွေနဲ့ပြည်နယ်နေတဲ့ပန်းတွေဖုံးလန်းထားတဲ့စစ်ဆက်ပွဲလေးကိုချွေးမလောင်းလေးကိုတံမိုးထားတဲ့အနေနဲ့ပြင်ဆင်ပေးခဲ့တာကရခမရရဲ့စေတနာမြတ်တာတွေကိုပေါ်လွင်စေပါရဲ့ရှင်။ပန်းတွေနဲ့ဝေနေတဲ့မင်္ဂလာပွဲလေးကိုသူတို့တမီလီစုပြည့်တဲ့ဇင်းကလည်းအရင်ကျင်းနေနေပါတယ်။ အဓိကကတော့ဂုံပကာသနာတွေနဲ့ကြီးကျယ်တဲ့ပွဲကြီးကြောင့်ဈေးနဲ့တဲဆိုတာထက်အစင်တက်မြင်ပြီးတော့ဂုံသိခါကြီးမားစွာနေထိုင်ခဲ့တဲ့ရောက်ခမတွေစီကနေတမိုးထခံရတာကြောင့်ပို့ပြီးတော့ကျေနပ်နေရတာဖြစ်ပါတယ်။ဒီလိုသမီးလေးစုပြည့်သစင်ကတော့မြန်မာနိုင်ငံမှာမင်္ဂလာဝဲကျင်းမခဲ့သမျှမင်းသမီးတွေတဲ့ကံအကောင်းဆုံးသူလေးဖြစ်ကြမှာတင်စားလို့ရနိုင်တာဖြစ်ပါတယ်။ဟေဝရရဲ့မိဘတွေကဆိုရင်စစ်ဆက်မင်္ဂလာပွဲကြီးကိုအခုလိုမျိုးခမ်းနားစွာပြုလုပ်ပေးခဲ့သလိုဒီလိုသမီးလောင်းလေးစုပြည့်သစင်ဝတ်ဆင်မှုအတွေ့တိမ်မောင်းတောင်းချီတမိုးရှိတဲ့လက်ဝတ်ရတနာတွေကိုလည်းလက်ဖွဲ့ပေးခဲ့ပါတယ်။နောက်ပြီးတော့ဝတ်ဆောင် ပြင်ဆင်ကအစနိုင်ငံကျော်ဒီဇိုင်နာတွေစီမှတရားအပ်ထားပြီးတော့စုပြည့်နဲ့အလိုက်ဖက်ဆုံးဖြစ်စေမဲ့ဝတ်ဆောင်ဒီဇိုင်းကိုစီစဉ်ပေးထားတာကိုလည်းတွေ့ရပါတယ်။လို့ယတနာတွေဆိုရင်လည်းတော်ယုံထိတ်တန့်မင်းသမီးတွေဝတ်ဆင်နိုင်ခြင်းမရှိတဲ့စိန်တွေများတွေနဲ့ဖန်တီးထားတဲ့အစင်းမြင့်လက်ရဒီဇိုင်းတွေကြောင့်သူတို့သမီးလေးစုပြည့်ဒီဇိုင်းအလှတွေကပို့ပြီးတော့ပေါ်လွင်သွားခဲ့ပါတယ်။ဒီလိုမျိုးရောက်ကမတွေစီကတံမိုးထားချစ်ခင်ခံရတဲ့စုပြည့်လေးကသူတို့သားလောင်းလေးဟင်းဝန်ရန်စီကနေလည်းအများကြီးအချစ်ခံနေရပါတယ်။အရန်လိုက်ဖက်တဲ့သူတို့ရဲ့မင်္ဂလာနေ့ရက်ကလေးကိုတော့လာမယ့်စတလပိုင်းထဲမှာစီစဉ်ထားပြီးဒီထက်ပို့ပြီးတော့ကြီးကြပ်ခံထားတဲ့ပြင်ဆင်မှု တွေနဲ့တွေ့မြင်ရအောင်မှာဖြစ်ပါတယ်။အခုဆစ်ဆက်မင်္ဂလာပွဲလေးမှာတော့ပွဲခန္ဓာတစ်ခုလုံးကိုအယောင်နုနုလေးတွေနဲ့အလှဆင်ထားပြီးတော့စုပြင်းနဲ့လိုက်ဖက်စီမဲ့ပုံစံလေးတွေကိုရောက်ခမတွေကတိစားဖန်တီးပေးထားခဲ့တာပါ။နောက်ပြီးတော့စုပြင်းအရန်သဘောကျတဲ့သဘောဝအတိုင်းမှွေးပြန့်နေတဲ့ပန်းစစ်တွေကိုလည်းသိမ်းပေါင်း9000ကျော်ဘူးလောက်အသုံးပြုပြီးတော့ပွဲခင်းကြီးတစ်ခုလုံးကိုရန်နဲ့နေဖုံးလွှမ်းစီခဲ့တာပဲဖြစ်ပါတယ်။ ်ပွဲခင်းကြီးရဲ့ရှောင်းလန်းတစ်ခုလုံးကိုပန်းနေနဲ့ဝီနေအောင်ဖန်တီးထားခဲ့ရုံသာမကဧသေးတော်ရဲ့ထိုင်ကုန်ပိပပက်လေဒီမှလည်းပန်းစစ်တရဲ့အလှပမှုတွေကဖုံးလွှမ်းနေပြီးတော့မြင်သမျှစိတ်ကြည်နူးစရာပဲဖြစ်ပါတယ်ဒီစစ်ဆန်မင်္ဂလာပွဲလေးကတမိုးအဖြစ်နဲ့အင်မတန်ကြီးမားသလိုချစ်ချင်းမြတ်တာတွေဖုံးလွှမ်းနေတဲ့အခမ်းအနားလေးတစ်ခုလိုတောင်တင်စားလို့ရနိုင်ပါတယ်အခုလိုမျိုးသူတို့တာလောင်ဟင်းဝင်ရန်ရဲ့မိဘတွေစီကနေမြတ်တာအပြင်းနဲ့တမိုးထားခံရပြီးပန်းနေဝင်နေတဲ့စူပြေတို့ရဲ့စစ်ဆန်မင်္ဂလာပွဲလေးကိုပရိသတ်ကြီးတို့ရောသဘောကျမိကြပါရဲ့လားရှင်